အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိလေးဝတ္တာသုံးထပ်သားနဲ့တရက်ပြချောင်းဟင်းကိုချက်ပြပါမယ်ရှင်ဒီဟင်းဆိုရင်တော့အိမ်မှာအမေအမြဲတမ်းချက်ကျွေးနေတဲ့ဟင်းလေးပဲဖြစ်ပါတယ်ရှင်ကဲမိလေးနဲ့တူတူလိုက်ကြည့်ကြရအောင်ရှင်အရင်ဆုံးမိလေးတို့ဝတ္တာကိုစင်အောင်ရေးဆေးပြီးစလုံးထဲမှာထည့်ပေးပါရှင် ဆာကိုဟင်းခက်စုံတဝက်ဆာလောက်ထည့်ပေးပါရှင်။အချိုမောက်ကိုဟင်းခက်စုံတဝက်လောက်ထည့်ပေးပါရှင်။ကြက်သားမောက်ကိုဟင်းခက်စုံအနှဲငယ်လေးထည့်ပေးပါရှင်။မဆလာမှုတ်ကိုဟင်းကဆုံတဝက်လောက်ထည့်ပေးပါရှင်။ဆနွေးအနှဲငယ်ထည့်ပေးပါရှင်။စိမ်းစားငပီးအနှဲငယ်ထည့်ပေးပါနော်။ခရုစီကိုဟင်းခတ်ဆုံအပြည့်ထည့်ပေးပါရှင်။ ပဲစီလေးဟင်ခက်စုံအနှဲငယ်လေးထည့်ပေးပါရှင်ပြန်တော့မီလေးတို့ဝတ်သားကိုအရတာစိတ်ဝင်တဲ့ ठी နေပေးပါရှင်။နေပေးလို့ရှိရင်တော့မီလေးတို့2မိနစ်3မိနစ်လောက်သူ့ကိုနှတ်ထားပေးပါနော်။အရတာထဲစိတ်ဝင်တဲ့ ठी ကိုနှတ်ထားပေးပါရှင်။ဂတ်ကိုဖွင့်လိုက်ပါရှင်။ ဟေးအိုးပူလာပြီဆိုရင်တော့မီလီတို့စီအနှဲငယ်ထည့်ပေးပါရှင်။စီကိုတော့မီလီအများကြီးမထည့်ထားပါဘူး။ဝက်တာထဲကအစီထွက်လာမှာမို့ပါ။ချက်တုန်နီစီတက်ပို့တော့ချက်တုန်နီနှလုံးချက်တုန်ဖြူငါးမွှာလောက်ထည့်ကြိုက်ထားပါတယ်ရှင်။အယောင်တင်မုတ်တစွန်းထည့်ပါမယ်ရှင်။နောက်ထပ်တစွန်းထပ်ထည့်ပါရရှင်။မြုပ်ချမ်းမှုတ်ကိုနှစွန်းလောက်ထည့်သုံးပါရရှင်။ပြီးလို့ရှိရင်တော့မီလီတို့စီတက်ပါမယ်ရှင်။ ချက်တူနီစီတက်တာနည်းနည်းကြကြစီတက်ပေးပါရှင်အနက်ဝေးတဲ့ ठी ကို စီတက်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့မိလေးတို့နှက်ထားတဲ့ဝတ်သားကိုထည့်ပါမယ်ရှင်။ဝတ်သားကိုထည့်ပြီးလို့ရှိရင်တော့မိလေးတို့မှုေလိုက်ပါမယ်ရှင်။ဒီဝတ်သားထဲကအစီထွက်လာတဲ့ ठी ကိုမိလေးတို့မှုေပေးပါရှင်။ ဝတ်တာထဲကအစီထွက်လာပြီးဆိုရင်တော့မိလေးတို့ ရေတစ်ခွက်ထည့်ပေးပါမယ်ရှင်ရေထည့်ပြီးလို့ရှိရင်တော့မိလေးတို့ဝတ်တာကို ပြန်မှွေလိုက်ပါမယ်ရှင်မွေပြီးလို့ရှင်းရင်တော့မိလေးတို့5မိနစ်10မိနစ်လောက်အဖုံးအုပ်ပြီးတည်ထားပေးပါရှင်။ ပြီးလို့ရှိရင်တော့မိလေးတို့ဝတ်သားကို ပြန်ဖွဲ့ကြည့်မှာပေါ့နော်ဝတ်သားကမနူးသေးတဲ့အတွက်မိလေးတို့နောက်ထပ်ရေတစ်ခွက်လောက်ထပ်ထည့်ပေးပါရှင်ရည်ထဲပြီလို့ရှိရင်တော့ဝတ်သားကိုပြက်မှွေပေးပါရှင်ပြီလို့ရှိရင်တော့၄မိနစ်၅မိနစ်လောက်အဖုံးအုပ်ပြီးပြန်တည့်ပေးပါရှင် ပြီးတော့မိလေးတို့တရက်ပြား6ကိုထည့်ပေးပါရှင်ဒီတရက်ပြား6ကိုမိလေးတို့9မိနစ်ရေစိမ်ထားပြီးတော့ဆင်အောင်ဆေးထည့်ထားပေးပါရှင်ပြီးလို့ရှိရင်တော့ဝတ်သားနဲ့တရက်ပြား6ကိုຫມွေပေးပါရှင်ပြီးလို့ရှိရင်တော့မိလေးတို့အရတာမြည်ချင်မှာပေါ့နော်မိလေးထည့်ထားတဲ့အရတာကကွက်တိကျနေတာမို့ ဘာမှထက်เสียမလို့တော့ပါဘူးရှင်နောက်တစ်ကြိမ်ရေထက်ထဲ့ပါတယ်ရှင်ဝတ်တာဒီထက်ပုံနူးအောင်မီလေးရေထက်ထဲ့ပြီးတော့နောက်ထပ်10မိနစ်လောက်ပြန်တည်ထားပေးပါရှင်ခုဆိုရင်တော့ဝတ်သား၃ထပ်သားနဲ့တရက်ပြား၆ဟင်းကိုချက်ပြထားပေးပါတယ်ရှင်။ဒီဟင်းလေးဆိုရင်တော့အရန်ကိုသမင်းမိန်ပါတယ်ရှင်။ တငယ်ချင်းတို့လည်းဒီဟင်းကိုချက်စားကြည့်ပါနော်ချင်းချင်းလေးနဲ့ရမ်းကိုစားလို့ကောင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်